မင်္ဂလာညချမ်းပါမေလ31ရက်နေ့ည8:00နာရီညပိုင်းသတင်းတွေကိုစတင်ပေးတဲ့ရထုံးလေးတင်ဆက်ပေးသွားပါတော့မယ်ဒီနေ့ညပိုင်းသတင်းတွေမှာတော့ထိုင်းရောက်မြန်မာရွှေ့ပြောင်းလို့သားတက်တသမ8တန်းခန့်ကို အထူးအခွင့်အရေးတရက်အနေနဲ့တက်တန်းတူးလုပ်ငန်းစဉ်အတွက်6လထပ်တိုးပေးမယ်ဆိုတဲ့သတင်းငလင်းပင်အလော်မြမစီဝါရေးပြန်လဲကုစားခြင်းနှင့်ပြန်လဲထူထောင်ခြင်းသုံးသက်ဆွေးနွေးပွဲဒုတိယနေ့ဆက်လက်ကျင်းပတဲ့တွင် ဘင်္ဂလားဒေ့ရှ်ကုန်းတွင်ပိုင်းဒေသတွေကိုဖျက်ကျော်ခဲ့တဲ့မုန်တိုင်းငယ်ဟာလေပြင်းနဲ့ရွှံဝန်အဖြစ်အာရော့သွားခဲ့တဲ့တဲ့။မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအွန်ကအမြောက်ပြည့်စည်ရေးလေးခြင်းမှုကိုလေးလာကြည့်ရှုခဲ့တဲ့တဲ့နဲ့ဒေါ်နာရမာရဲ့အနာဂတ်မသေးကြဘူးလို့၎င်းရဲ့အေဂျင့်ဝန်ခံခဲ့တဲ့တဲ့အဆရှိတဲ့တဲ့တွေပါဝင်ပါတယ်။ဦးဆုံးတဲ့တဲ့ပုံအနေနဲ့ထိုင်းရောက်မြန်မာရွှေ့ပြောင်းလို့တာတိတသမအရှိတန်ကန်ကို အထူးအခွင့်အရေးတရက်အနေနဲ့တက်တန်းတိုးလုပ်ငန်းစဉ်အတွက်6လထပ်တိုးပေးမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ထိုင်းရောက်မြန်မာရွှေပြောင်းလုပ်သားတိတက်သမ၈တန်းခန့်ကိုအထူးအခွင့်အရေးတရက်အနေနဲ့တက်တန်းတိုးလုပ်ငန်းစဉ်အတွက်6လထပ်တိုးပေးမယ်လို့ထိုင်းနိုင်ငံမှာရှိတဲ့အလုသမားတန်အရာရှိရုံရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ထိုင်းနိုင်ငံအလုသမားဝင်ကြီးဌာနကနေ နိုင်ငံသားအလုပ်သမားများနေထိုင်အလုပ်လုပ်ခွင့်တပ်တန်းတို့ရဲ့ကိစ္စနဲ့ဆက်လင်းပြီးမေ28ရက်မှာနိုင်ငံသားအလုပ်သမားစီမံခန့်ခွဲရေးကော်မတီကအစည်းအဝေးကျင်းပခဲ့ကြောင်းဒီအစည်းအဝေးမှာအလုပ်ကိုင်ဌာနရဲ့စီးရင်အချက်အလက်တွေအရာ ြမအလုံသမားတိတက်သမားရှစ်တန်းခံကိုထိုင်းနိုင်ငံအတွင်းအထူးအခွင့်အရေးတရက်အနေနဲ့တက်တန်းတိုးလုပ်ငန်းစဉ်ကိုသတ်မှတ်ကာလအတွင်းဆောင်ရွက်နိုင်ဖို့ထပ်မံပြီး6လတက်တန်းတိုးဝင်မှာဖြစ်ပြီးသတ်မှတ်ထားတဲ့လုပ်ငန်းစဉ်တွေဆောင်ရွက်ပြီးွားကအလုံးလောက်ကိုင်ခွင့်တက်တန်းနှစ်နှစ်ရရှိမှာဖြစ်ကြောင်းအလုံသမားတန်အရာရှိရုံးကထုတ်ပြန်ပါတယ်။ဒီအစည်းအဝေးရဲ့အစည်းအဝေးဆုံးဖြတ်ချက်တွေကိုထိုင်းအစိုးရအဖွဲ့အစည်းအဝေးကအတည်ပြုချက်ရရှိရေးဆက်လက်တင်ပြသွားမှာဖြစ်ကြောင်း မြေသူမြေဝဖြစ်ကြောင်းတည်တည်ကံလက်မှတ် CI တက်တန်းတိုးလုပ်ငန်းစဉ်တွေကိုလည်းဇွန်လအတွင်းဖွင့်လှစ်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီးအသေးစိတ်လုပ်ငန်းစဉ်ကိုသတင်းထက်မှန်ဖော်ပြပေးသွားမယ်လို့အလို့သမားတန်ရရှိရုံရဲ့ထုတ်ပြန်ချက်အရသိရပါဗျာ။ ိုင်းနိုင်ငံဟာမြန်မာရွှေပြောင်းလှုပ်သားအများစုသွားရောက်လုံခြုံလျက်ရှိတဲ့နိုင်ငံတနိုင်ငံဖြစ်ပြီးအခုနောက်ပိုင်းမှာတရားမဝင်သွားရောက်လုံခြုံမှုတွေပုံမှန်များပြားလာတာဖြစ်ပါတယ်။ဒါကြောင့်ထိုင်းအာဏာပိုင်တွေကလည်းနေဆက်ဝင်ပေါက်တွေနဲ့တရားမဝင်ဝင်ရောက်တဲ့လမ်းကြောင်းတွေမှာစစ်ဆေးတင်းကျပ်မှုတွေကိုဆောင်ရွက်လျက်ရှိပြီးတရားမဝင်ဝင်ရောက်လာတဲ့မြန်မာလုံသားတွေကိုမကြာခဏဖမ်းဆီးရမိမှုတွေရှိနေတာဖြစ်ပါတယ်။ထမမေငလင်းဘေးအလုံး မြမစေဝါရေးပြန်လည်ကူစားခြင်းနှင့်ပြန်လည်ထူထောင်ခြင်းသုံးသက်ဆွေးနွေးပွဲဒုတိယနေ့ဆက်လက်ကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာပါ။ငလင်းပေးအလောင်းမြမစေဝါရေးပြန်လည်ကူစားခြင်းနဲ့ပြန်လည်ထူထောင်ခြင်းသုံးသက်ဆွေးနွေးပွဲဒုတိယနေ့ကိုဒီနေ့မေလ31ရက်နေ့မနက်ပိုင်းကနေပြည်တော်မှာရှိတဲ့မင်္ဂလာသီရိဟိုတယ်မှာဆက်လက်ပြုလုပ်ခဲ့ပါတယ်။ငလင်းပေးအလောင်းမြမစေဝါရေးပြန်လည်ကူစားခြင်းနဲ့ပြန်လည်ထူထောင်ခြင်းသုံးသက်ဆွေးနွေးပွဲ Foreign on Rebating မြန်မာ post awkward economic recovery ဒုတိယနေ့အခမ်းအနားမှာပြည်ထောင်စုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အောင်နဲ့စေဝိုင်းနဲ့ကိုတန်ရောင်းဝယ်ဝင်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးထွန်းအောင်တို့ကအခွင့်အမာစကားတွေပြောကြားခဲ့ပါတယ်။အဲဒီနောက်မြမပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မြမ narrative ထင်ထန်ကဒေါက်တာဇော်ဦးကငလင်ပေးအလွန်မြမစေဝိုင်းရေးပြန်လဲကူစားခြင်းနဲ့ပြန်လဲထူထောင်ခြင်းသုံးသက်ဆွေးနွေးပွဲပထမနေ့ဆွေးနွေးချက်တွေအပေါ်အနှစ်ချုပ်သုံးသက်ဆွေးနွေးတာတွေဆောင်ရွက်ခဲ့ပါတယ်။ ဒါပြင်ငလင်ဘေးအလွန်မြမဇီဝရေးပြန်လည်ကုစားခြင်းနဲ့ပြန်လည်ထူထောင်ခြင်းသုံးသပ်ဆွေးနွေးပွဲကရရှိလာတဲ့ရလဒ်တွေအပေါ်စကားဝိုင်းဆွေးနွေးတာအစိုးရနဲ့ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းရှင်တွေဖော်ထုတ်တာတွေကိုဆောင်ရွက်သွားမယ်လို့သိရပါတယ်။ဘင်္ဂလားဒေ့ရှ်ကုန်တွင်ပိုင်းဒေသတွေကိုဖျက်ချော်ခဲ့တဲ့မုန်တိုင်းငယ်ဟာလေဖျားနဲ့ရေဝန်အဖြစ်အာရော့သွားခဲ့ပြီဆိုတဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးမှာပါ။ဘင်္ဂလားဒေ့ရှ်ကုန်းတွင်ပိုင်းဒေသတွေကိုဖျက်ချော်ခဲ့တဲ့မုန်တိုင်းငယ်ဟာလေပြင်းနဲ့ရေဝန်အဖြစ်အာရော့သွားပြီဖြစ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီကနေ့မေလ31ရက်နေ့မနက်ပိုင်းကထုတ်ပြန်ခဲ့ပါတယ်။ဒီနေ့မြန်မာစံတော်ချိန်မနက်9:00နာရီခွဲအချိန်တိုင်းထွာချက်တွေအရဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့ရဲ့မြောက်ဘက်ကနေကုန်းတွင်းပိုင်းဒေသတွေကိုဖျက်ချော်ခဲ့တဲ့မုန်တိုင်းငယ်ဟာမြောက်အရှိမြောက်ဘက်ကိုရွှေ့လျားခဲ့ပြီးအိန္ဒိယနိုင်ငံအာတန်ပြည်နယ်ကုန်းတွင်းပိုင်းဒေသတွေကိုရရှိခဲ့ကလေဖျားနဲ့ရေဝန်အဖြစ်အာရော့သွားခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာရန်ကုန်တိုင်းပဲခူးတိုင်းစကိုင်းတိုင်းအထက်ပိုင်း AR တိုင်းကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးတိမ်တောင်းတွေဖြစ်ထွန်းလျက်ရှိပြီးအစိုးရမိုးတိမ်တောင်းတွေရွေလျားရနေရာတခြားမှာမိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပြက်တာလျှက်စီးလက်တာနဲ့မိုးသီးကြွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုရအကြောင်းလဲမိုးစလကထုတ်ပြန်ထားပါတယ်ဆက်လက်ပြီး မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်အွန်ကအမြောက်ပြည့်စည်ရေးလေးချင်းမှုကိုလေးလာကြည့်ရှုခဲ့တဲ့ဆိုတဲ့နိုင်ငံတကာသတင်းကိုတင်ဆက်ပေးမှာပါမြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်အွန်ဟာစစ်အင်အားတိုးမြင့်ရင်းနဲ့ပတ်သက်ပြီးမေ28ရက်ကပါတီအစည်းအဝေးတစ်ခုကိုဦးဆောင်ပြုလုပ်ခဲ့ပြီးမေ29ရက်မှာတော့အမြောက်ပြည့်စည်ရေးလေးချင်းမှုကိုလေးလာကြည့်ရှုခဲ့တယ်လို့မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီကမေ30ရက်ကဖော်ပြခဲ့ပါတယ် အခုစေရေးလေးခြင်းမှုတွေဟာမကြသေးမီသတင်းပတ်တွေအတွင်းစင့်အားတုံးမြင့်မှုကိုအယုံဆိုင်လုံဆောင်နေတဲ့ကင်မြက်လှုံ့ဆော်မှုတွေကနောက်ဆုံးလှုံ့ဆော်မှုဖြစ်ပါတယ်။မေလအတွင်းကလည်းကင်မှာ တင်ကောင်းစက်ယုံနဲ့လက်နက်ခဲယံထုတ်လုပ်တဲ့စက်ယုံတွေကိုတွားရောက်စစ်ဆေးကြည့်ရှုခဲ့ပြီးတာတူပြည့်ဒုံးကြီးစံတမို့လေတပ်စီရေးလေးချင်းမှုတွေကိုလည်းကြီးကြပ်ခဲ့ပြီးအောင်မြင်ခဲ့ခြင်းမရှိတဲ့စစ်သည်မောတစင်းရေချောင်းမှုကိုလည်းဝေဖန်ခဲ့ပါတယ်။နောက်ဆုံးပေါ်တင်ကားတွေနဲ့ကြီးကားကားတွေထုတ်လုပ်မှုဟာမြောက်ကိုရီးယားစစ်တပ်အစစ်မြင့်တင်မောမှန်မှုအတော့အထူးကြားပြီးအာဏာရပါတီရဲ့ဒုတိယအကြိမ်မြောက်ကြီးကားတပ်ဖွဲ့အစစ်မြင့်တင်မောမှန်ရေးအစီအစဉ်ကိုအကောင့်ထည့်ဖော်နေတာဖြစ်တယ်လို့ကင်ကမေ3ရက်က တင့်ကောင်စေယုံကိုတွားရောက်တဲ့ခီးစဉ်အတွင် ပြောကြားခဲ့ပါရယ်။ကင်မောင်မကြသေးမီကလည်းရေတက်ဖြတ်သိမ်းမော့အစ်စ်တစင်းထုတ်ဖော်ပြသပွဲနဲ့ဒရုန်းအစ်စ်တွေနဲ့တခြားလက်နက်တွေစမ်းသပ်မှုတွေကိုလည်းတက်ရောက်ကြည့်ရှုခဲ့ပါရယ်။ မြောက်ကိုရီးယားဟာစွမ်းအပြင်းဆုံးလက်နက်တွေတက်ဆင်ထားတယ်လို့ကြေညာထားတဲ့ဖြတ်သိမ်းမောအသည့်တစင်ကိုဧပြီ26ရက်ကထုတ်ဖော်ပြသခဲ့ကြောင်း KCN ကဖော်ပြခဲ့ပါတယ်။ဒီစစ်သိမ်းမောအသည့်ဟာရုရှားရဲ့အကူအညီနဲ့တည်ဆောက်ခဲ့တာဖြစ်နိုင်ကြောင်းတောင်ကိုရီးယားစစ်တပ်ကမီဒီယာကပြောကြားခဲ့ပြီးဒီစစ်သိမ်းမောနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုလေ့လာနေဆဲဖြစ်တယ်လို့ဆိုပါတယ်။ ေ27ရက်ကလည်းဖြတ်သိမ်းမောတစဉ်ရေချတဲ့အခမ်းအနားမှာသင်းမောဟာဟန်ချက်မညီပဲရှော့ကျသွားခဲ့ပြီးသင်းမောဝမ်ပိုက်ပိုင်းအကွဲသွားခဲ့ကြောင်းမြောက်ကိုရီးယားကထုတ်ပြန်ခဲ့ပါတယ်။တောင်ကိုရီးယားကတော့မြောက်ကိုရီးယားဟာဒီဖြတ်သိမ်းမောကိုရုရှားရဲ့အကွက်ကြီးနဲ့တိစောက်ခဲ့တာဖြစ်နိုင်ကြောင်းပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒေါ်နာရမာရဲ့အနာဂတ်မသေးကြဘူးလို့၎င်းရဲ့အေဂျင့်ဝန်ခံခဲ့တဲ့အားကစားသတင်းကိုတင်ဆက်ပေးပါမယ်။ PSG အသင်းကအီတလီကိုသမားဒေါ်နာရမာရဲ့အေဂျင့်ဖြစ်သူက ဒေါ်နာရမာရဲ့အနာဂတ်ဟာတေချာခြင်းမရှိဘူးလို့ဝန်ခံပြောကြားခဲ့ပါတယ်။26ရက်နေ့အရွယ်ဒေါ်နာရမာဟာ PSD အသင်းမှလက်ဆွမ်းပြနေပေမဲ့လည်းသူ့ရဲ့စာချုပ်ဟာ2026မှာကုန်ဆုံးမှာဖြစ်ပါတယ်။ဒါပေမဲ့ PSD အသင်းဟာအသင်းအဓိကဂိုးသမားဖြစ်သူဒေါ်နာရမာကိုတက်တန်းတိုးဖို့အတွက် လက်ရှိအချိန်အထိလုံဆောင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ဒါကြောင့်အခုနေမှာဒေါ်နာရမာကိုခေါ်ယူဖို့ဥရောပ ထိပ်တန်းအသင်းများစွာကစိတ်ဝင်စားနေကြကြောင်းဥရောပမီဒီယာတွေကဖော်ပြနေကြပါတယ်။အခုအခါဒေါ်နာရမာရဲ့အေဂျင့်ဖြစ်သူကအခုနေမှာဒေါ်နာရမာအတွက်ကမ်းလှမ်းမှုတွေကိုတကားဖွင့်ကြိုးဆိုသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။မေလ31ရက်နေ့ည7:00နာရီညပိုင်းသတင်းတွေကိုတရားထုံးလေးတင်ဆက်ပေးသွားခဲ့တာပါ။ကြည့်ရှင်နာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးဝဲတင်ရှိပါရရှင်။တာယာအေဂျင့်နဲ့ညချမ်းလေးဖြစ်ပါစေ။